အာရှယူဆကိုချန်ပီယံရှစ်ရှေ့ဆစ်ပွဲမြို့သမီးဘောလုံးပွဲရဲ့နောက်ဆုံးအဆုံးဖြတ်ပွဲမှာအင်ရှင်မြန်မာအသင်းရအစင်လာပြန်ဖက်ထိုင်းအသင်းကိုနှကိုးတကိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်အုပ်စုဒုတိယနဲ့ပဲဂျင်းနဲ့လဲရပါတယ်မြန်မာအသင်းရထိုင်းအသင်းကိုအနိုင်ကစားမှသာရှေ့ဆစ်ပွဲအောင်မှာဖြစ်တဲ့အတွက်ပွဲဆက်ဆချင်းဖိအားပေးကစားခဲ့ပေမဲ့ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုးလုံနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဘွေးရှင်ကြလာလာနဲ့အမျှထိုင်းအသင်းကပြန်လဲဖိအားပေးကစားလာနိုင်ခဲ့ပြီးဘွေးရှင်34မိနစ်မှာဥဆောင်ကို 59မိနစ်မှာဒုတိယဂိုးတွေသင်ယူခဲ့ပါဗျ။မိနစ်80ကျော်မှာထိုင်းကစားသမားတစ်ယောက်ထုတ်ကန်ခဲ့ရပြီးအချိန်ပိုမှာမြန်မာအသင်းကခြေပကူတကူသွင်းယူနိုင်ခဲ့ပါဗျ။ခြေစစ်ပွဲအောင်မှုကြိုးကြိုးဆဆကစားခဲ့ကြပေမဲ့ဒီကြလက်ထွက်လာတာကိုစိတ်မကောင်းဘူးလို့ဦးဝင်းမြင့်သွင်းကဆိုပါဗျ။နောက်တန်းနဲ့ဂိုးသမားရဲ့အားနည်းချက်တွေကိုထိုင်းအသင်းကအကောင်းဆုံးအသုံးချသွားနိုင်ခဲ့တယ်လို့ဆိုပါဗျ။စိတ်ကြေမောင်းတော့ဘာလို့ဒီကတော့ကလေးတွေကလေးရအောင်မစင်းထားပြီးတော့ပြုတ်တဲ့ ရာအီဂျင်းတမရမောင်တို့ရေရစစ်စစ်ကလူကညာပါတယ်။ဂျင်းတမရမောင်ရဲ့စိတ်ကောင်းတော့ဘုံဘဝကဒါရတယ်။ဒီကအပြင်းဒီကအစ်ကိုချက်ပြီးဒီကဘာလဲတဲ့လဲတဲ့လေအောင်အောက်ကနေဘုရားကိုနားလည်နေတယ်ဆိုတော့ဘာလဲလဲဆိုတော့ခိုင်းနေတယ်အောင်းနေတာတော့တောင်းလို့ဖြစ်နေတယ် ခေါင်းပါကျွန်တော်ရဲ့ကလေးတွေကပြရတာဖတ်ပြီးဒီအပေးသေးမယ်ဒီနေရာဒီနေရာဒီနေရာကျုံးတယ်ခိုင်းတင်းကစုစုပေါင်း3ပွဲနိုင်ကိုမှမြန်မာအတင်းက2ပွဲနိုင်2ပွဲကျုံ6မှတ်နဲ့အုပ်စုဒုတိယနဲ့သာချိနေခဲ့ရပါတယ်။ဒီနေ့ပွဲမှာမြန်မာအတင်းချုံးပေမဲ့သူတပြန်ကိုတပြန်ကစားနိုင်လို့အားရတယ်လို့ပရိသတ်တဦးဖြစ်တဲ့မဆန်းဆန်းဝင်းကဆိုပါတယ်။ကစားသမားတွေကဖိအားတွေကြောင့်အမားတွေများခဲ့ပေမဲ့ဒီနေ့ပွဲကအကောင်းဆုံးပဲလို့ဆိုပါတယ်။ ဒီနေ့ပွဲကတော့အားရမှုရှိပါတယ်။ဘာလို့လဲဆိုတော့သူတပြန်ကိုရံကစားကြတာပဲလေ။စိတ်ကစောနေတဲ့အချိန်ကကျတော့အမမယွန်းတွေရှိတော့ရှိတယ်။ဒါပေမဲ့ကောင်းပါတယ်။အရင်ပွဲတည်းဆန်ဒီပွဲကပိုတော့အကောင်းဆုံးပဲ။မားတို့ကြည်တာတော့ကလေးတွေရဲ့စိတ်ထဲမှာသူတို့ကနီးပြရတွေကဒီလိုပုံဒီလိုပုံကစားဆိုတဲ့စိတ်တွေစွဲနေလေ။မမကိုကိုနီးစွနေပိုင်းနဲ့ကိုရဲ့ကြိုးစားအားထုတ်မှုပေါ်နဲ့ကစားရင်တော့ဒီထက်မကောက်ကောင်းပါဘော။